အခုကျွန်တော်ပြောပြမယ်အဆင့်90ကိုသာမဖြတ်ကျော်ဘူးဆိုလို့ရှိရင်ဘယ်စီးပွားရေးမှ အောင်မြင်မှာမဟုတ်ပါဘူးအဲ့တော့တခုတော့ရှိတယ်ကျွန်တော်တို့ကတိုင်မင်းကြိုက်သွားတယ်အဲ့ဒီထုတ်ကုန်အဲ့ဒီဝန်ဆောင်မှုကရောင်းတဲ့လူမရှိသေးတဲ့အချိန်မှာကိုကသွားရောင်းလိုက်နိုင်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီလုပ်ငန်းကအောင်မြင်ကောင်းအောင်မြင်လိမ့်မယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီအဆင့်90ကဘာတွေဖြစ်မလဲအဲ့တော့ဒီဗီဒီယိုကိုကျွန်တော်အဆုံးထိအောင်ကြည့်ရင်သိလိမ့်မယ်အဲ့တော့အဲ့ဒီအဆင့်90ကိုကိုယ့်ရဲ့လုပ်ငန်းမှာအသုံးချကြည့်လိုက် ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်ဖို့အတွက်နီးလန်းတွေရသွားလိမ့်မယ်ကျွန်တော်ဆိုလို့ရှိရင်လည်းဘာလုပ်ငန်းပဲလုပ်လို့တော့ကျွန်တော်အခုဆိုလို့ရှိရင် time မှာလုပ်ငန်းတွေအများကြီးလုပ်နေတယ်အဲ့တော့လုပ်ငန်းတစ်ခုတိုင်းကိုကျွန်တော်ကအဲ့ဒီအဆင့်၅ဆင့်နဲ့တွားတာเนาะတိတ်ကိုအရေးကြီးပါတယ်ကြောင့်မို့ဒီဗီဒီယိုကိုအဆုံးထိအောင်ကြည့်ပေးပါအဲ့တော့နံပါတ်၁အဆင့်ကတော့ကျွန်တော်တို့ပါလဲဆိုတော့ idea generate လောက်အောင်ပါနော်အဲ့တော့ business တခုစ run မိဆိုလို့ရှိရင် idea စပြီးတော့မှစဉ်းစားရအောင်ပါကိုကဘာထုတ်ကုန်ရောင်းမှလဲ ဘာဝန်ဆောင်မှုတွေရောင်းမှာလဲဘသူကိုရောင်းမှာလဲเนาะအဲ့တော့ဘလောက်နဲ့ရောင်းမှာလဲဘယ်နေရာမှာရောင်းမှာလဲအဲ့တော့ကိုကဒီလုပ်ငန်းကို ကျွမ်းကျင်သလားဒီလုပ်ငန်းကိုချစ်မြတ်လို့သလားအဲ့တော့ဒါလေးကျွန်တော်တို့ကဘာလို့ဆိုတော့ idea generate စလုပ်တဲ့အဆင့်ပြီးရင်ဒီလုပ်ငန်းစဖို့အတွက်ကုန်ကြမ်းဈေးတွေကဘလောက်ရှိနိုင်လဲအဲ့ဒီကုန်ကြမ်းဈေးတွေအတွက်ကိုကိုကလက်ထဲမှာရှိသလားဒါမှမဟုတ်အဲ့ဒီအကုန်ကြမ်းဈေးတွေပေါ်မှာ invest လုပ်မဲ့သူတွေရှိလား ဒါကိုကျွန်တော်တို့ကအရင်ဆုံးစပြီးတော့မှစဉ်းစားရတယ်အရင်ဆုံးစပြီးတော့မှ data တွေစပြီးတော့မှ ကောက်ရတယ်เนาะအဲ့တော့အရေးကြီးတယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်အဲ့ဒီအဆင့်ပြီးသွားပြီဆိုလို့ရှိရင်အဆင့်နှစ်ဒီကျွန်တော်တို့ကဘာလုပ်ရမှာလဲဆိုတော့ market research လုပ်ရမှာเนาะအဲ့တော့ကိုလုံးမဲ့ထုတ်ကုန်ကိုပေးမဲ့ဝန်ဆောင်မှုတွေကို ကိုရဲ့ target audience လို့ခေါ်တယ်ကိုသတ်မှတ်ထားတဲ့ audience ကဝယ်နိုင်သလား ဝယ်ခြင်းသလားနော်ဝယ်လဲဝယ်နိုင်ရမယ်ဝယ်လဲဝယ်ခြင်းရမယ်ဒါကျွန်တော်တို့ကအရေးကြီးတယ်နော်ပြီးတော့ကျွန်တော်တို့က research လုပ်ကြည့်မယ်နော်ကိုယ့်ရဲ့ audience ဖြစ်လာမဲ့သူတွေကိုကျွန်တော်တို့မေးကြည့်မယ်အဲ့တော့ငါဒီနေရာဒီဒေသမှာငါထုတ်ကုန်တွေဝန်ဆောင်မှုတွေငါဒီထုတ်ကုန်ဒီထုတ်ကုန်ဝန်ဆောင်မှုတွေထုတ်ချင်တဲ့ရောင်းရင်းတွေဝယ်ကြမလား နော်အဲ့တော့တချို့တွေကတော့အားနာလို့အားဝဲမှာပေါ့မင်းရောင်းရင်ငါဝဲမှာပေါ့တကယ်တမ်းထုတ်ရောင်းရောမွဲတာမျိုးတွေကျွန်တော်တို့ရှိနိုင်တယ် anyhow ကျွန်တော်တို့က market research လုပ်ရမှာအဲ့တော့ဖြစ်နိုင်ရင်တော့ကျွန်တော်တို့ကဘာမှမစတင်ခင်မှာကိုကိုထုတ်ရောင်းမဲ့ထုတ်ကုန်ဝန်ဆောင်မှုကိုကျွန်တော်တို့က prototype ပုံစံငယ်ဖန်တီးပြီးတော့မှရောင်းကြည့်ကိုမိဆွေတွေအသည့်တွေ target audience တွေကိုရောင်းကြည့်ဒါဒီကျွန်တော်တို့ကမလုပ်တာလဲဆိုတော့ market research လုပ်တာเนาะအရေးကြီးတယ်ကိုယ့်ရဲ့ target audience ဆိုလို့ရှိရင်ကိုကဘယ်အသက်အရွယ်တွေကိုရောင်းပါလဲ အဲ့ကြားမှဘသူတွေကိုရောင်းပါလဲဝင်ငွေဘလောက်ရှိတဲ့သူတွေကိုရောင်းပါလဲဘယ်နေရာလူတွေလဲသူတို့ကျွန်တော်တို့ကစမ်းရောင်းကြည့်ရမှာဒါမှမဟုတ် research လုပ်ကြည့်ရမှာ okay အဲ့ဒီအဆင့်အောင်မြင်ပြီအဲ့ဒီအဆင့်ကျော်ပြီဆိုမှကျွန်တော်တို့ကဘာလုပ်ရမှာလဲဆိုတော့နောက်တစ်ဆင့်ကထုတ်ကုန်နေဝန်ဆောင်မှုတွေစပြီးတော့မှထုတ်ရတော့မှာအဲ့ဒီအဆင့်မကျော်နိုင်ဘူးဆိုရင်ကျွန်တော်တို့ရက်လိုက်တော့ ။အဘာကြောင့်ဆိုတော့ကျွန်တော်ရှုံးနိုင်ရရှိသွားပြီ။အဲ့တော့ idea generate လုပ်တဲ့အချိန်မှာလည်းမကောင်းဘူးเนาะ။ကိုယ့်ရထုံကိုယ့်ရဝန်ဆောင်မှုကိုဝယ်သုံးခြင်းတဲ့သူလည်းမရှိဘူးဆိုရင်ဆက်ပြီးထုတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့မလွယ်ဘူး။ဒီလုံကအောင်မြင်မှုအတွက်။အဲ့တော့ဟုတ်ပြီကျွန်တော်တို့က okay market research လုပ်လို့အောင်မြင်သွားပြီ။เนาะလူတွေကြိုက်တယ်ဝယ်ကြမယ်သုံးကြတော့မယ်ဆိုလို့ရှိရင်ခုနပြောတဲ့ product တွေ service တွေစပြီးတော့မှကျွန်တော်တို့ထုတ်ပြီ။နော်စပြီးတော့မှထုတ်ပြီအဲ့တော့တို့တို့ကထုတ်တဲ့အခါမှာလဲကုန်ကြစီအ ਨੇ စုံ ဘယ်လိုချုပ်မလဲเนาะအဲ့တော့ကျွန်တော်တို့ကကုန်ကြမ်းစစ်အ ਨੇ ဆုံးနဲ့စတင်မှုလိုတယ်เนาะအဲ့တော့ product ထုတ်ကုန်တွေထုတ်ပြီးအဲ့ဒီထုတ်ကုန်တွေထုတ်တဲ့အခါမှာလို့ကျွန်တော်တို့ကကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ဝန်ဆောင်မှုကဘာတွေထူးခြားနေတာရှိလဲเนาะဘာတွေထူးခြားတာရှိလဲတခြားသူတွေနဲ့မတူတာဘာတွေရှိလဲအဲ့တော့ကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ဝန်ဆောင်မှုကတုံးရတာလွယ်ရဲ့လားเนาะဝယ်ရတာလွယ်ကူရဲ့လားဒါကိုလည်းကျွန်တော်တို့အဓိကထားပြီးတော့မှစဉ်းစားရမှာ ဒါကျွန်တော်တို့ကအဆင့်၃ကိုရောက်သွားပြီเนาะထုတ်ကုန်ထုတ်တဲ့အဆင့်ကိုကျွန်တော်တို့ရောက်သွားပြီပြောရမယ်ဆိုလို့ရှိရင်စိုင်ဖွင့်တဲ့အဆင့်ကိုကျွန်တော်တို့ရောက်သွားပြီเนาะအဲ့တော့အဲ့ဒီအဆင့်ပြီးသွားပြီဆိုလို့ရှိရင်တော့အဆင့်၄ဒီဘာလို့ရောက်မှာလဲဆိုတော့ marketing နော်ကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ဝန်ဆောင်မှုကိုလူတွေမတိတိအောင် လူတွေမဝဲခြင်းဝဲခြင်းအောင်ကျွန်တော်တို့ကပုံစံမျိုးစုံနဲ့စူးစမ်းဖို့လိုပြီ နော်အဲ့တော့ဒီခေတ်ကတော့ကျွန်တော်တို့လွယ်သွားပြီပြောရမယ်ဆိုလို့ရှိရင်နော်အဲ့တော့ကျွန်တော်တို့ social media တွေပေါ်လာပြီအဲ့တော့ social media ထဲမှာကျွန်တော်တို့ content တွေရေးပြီးတော့ပဲဖြစ်ဖြစ်အယောင်ကြော်ညာတွေရေးပြီးတော့ပဲဖြစ်ဖြစ်ကျွန်တော်တို့ marketing တွေလုပ်လို့ရပြီပြီးရင်ကျွန်တော်တို့ကဘာလုပ်ရမှာလဲဆိုကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ဝန်ဆောင်မှုတွေကိုလူတွေသိအောင်မျိုးစုံကျွန်တော်တို့စ조사ဖို့လိုပြီအဲ့တော့တော်တော်ဆိုလို့ရှိရင်လည်းဘာလုပ်ငန်းပဲလုပ်လို့အဲ့ဒီအဆင့်တွေတွေကျွန်တော်သွားတယ် ဒါဒီတော့ marketing လုပ်တဲ့အဆင့်အဆင့်လေးအဲ့တော့နောက်ဆုံးအဆင့်ကတော့ဘာလို့မှလဲဆိုတော့ကိုယ့်ရဲ့လုပ်ငန်းကိုတို့က operation ကောင်းကောင်းလဲပတ်နိုင်ဖို့အတွက်စနစ်တွေချဖို့လိုပြီးအစီအစဉ်တွေတကယ်ကိုကောင်းကောင်းဆွဲဖို့ကျွန်တော်တို့လိုပြီးเนาะပြောရမယ်ဆိုလို့ရှိရင်တော့နောက်ဆုံးအဆင့်ဒီ delivery ကိုရောက်သွားပြီကျွန်တော်တို့ကเนาะ marketing ကောင်းနဲ့လာဝယ်တယ်ဝယ်တဲ့အခါမှာကိုယ့်ရဲ့ဟုတ်လားကိုယ့်ရဲ့ဖောက်တဲ့တွေအစင်ပြေချောချောမွေးမွေးနဲ့သူတို့လက်ထဲကိုကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ဝန်ဆောင်မှု ရောက်သွားဖို့အတွက်ကကျွန်တော်တို့က operation ကောင်းကောင်းဒေပတ်နိုင်မှုတိစောက်ဖို့လိုပြီเนาะအဲ့ဒီမှာတော့ကျွန်တော်တို့လာပြီ HR system တွေကျွန်တော်တို့ပါလာပြီเนาะအဲ့တော့ငွေပေးချေတဲ့စနစ်တွေကျွန်တော်တို့ပါလာပြီเนาะအဲ့ဒါကိုကျွန်တော်တို့ကောင်းကောင်းလုပ်ဖို့လိုတယ်အဲ့တော့အဲ့ဒီအဆင့်၅ဆင့်သွားလိုက်မြင်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့လုပ်ငန်းကအောင်မြင်မှုတွေရလိမ့်မယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့လုပ်ငန်းရှင်တွေရောကျွန်တော်တို့ကဘယ်အဆင့်တွေလုပ်ပြီးပြီလဲเนาะဘယ်အဆင့်တွေမှာကျွန်တော်တို့လိုနေသေးလဲပြန်ပြီးတော့မှသုံးသပ်ဖို့လိုတယ် ဲ့တော့ဒီကြောင့်အနေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့တို့ရဲ့လုပ်ငန်းရှင်တွေကကျိုးရွှင်တွေရရလိမ့်မယ်လို့ကျွန်တော်ပြောနေပါတယ်။ကိုတို့ကဘာရလိုက်တယ်ဆိုတော့ comment မှာဆက်လို့ရေးလို့ရရေးပြီးပါဦး။ဒီဗီဒီယိုစုံအောင်ကြည့်ပြတော့လေးကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကုညာလေးအောင်ပါ။ညီငါရှိစိုးနေလေးဖြစ်ပါစေ။